ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဆရာကြီးမင်းသူရာဟောကြားထားတဲ့စနေသတမီများအတွင်2026ခုနှစ်တနစ်စာဟောစရံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေးရင်မင်းမြန်လိုပါကယမနာဘုံလာဆရာကြီးမင်းသူရာပသိမ်ကြီးမြို့နယ်ရေထွက်လမ်းမကြီးဒုက္ခမနှစ်ရက်ွယ်အင်းချင်းလမ်းကြားဖုန်းနံပါတ်0939898926ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်တအူးလျင်ညံဘူးသောကတတောင်းချက်ဖြစ်ပါတယ်။စနေသတ္တမိမြအနေနဲ့ယခုနှစ်မှာဆိုရင်တင်ဟာမျက်နှာပန်းပွင့်ခြင်း ထင်ရှားကြစောခြင်းငွေကြေးလက်လက်ပါဝင်ခြင်းတို့ကြုံရပါလိမ့်မယ်။ဒီခုကာလမှာဆိုရင်ခါတိုင်းကာလထက်ပိုပြီးတော့နတ်ပူဇော်ပတာမှုများဆောင်ရွက်ရတတ်ပြီးစီးပွားရေးလောက်ကိုင်းပိုင်းမှာငွေဝင်တဲ့အခါမှာလည်းနတ်မတဲ့ထင်ရလာအောင်ပင်ငွေများဝင်ပါလိမ့်မယ်။ဆွေမျိုးပတ်ဝန်းကျင် အချွေရန်အင်အားကောင်းမြင့်နှစ်ဖြစ်ပါတယ်။တစ်ထက်လူကြီးမစားမှုကြောင့်အရာတို့တို့ချင်းဥွင့်နေရကောင်းရခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်။ခီးသွားပြီးလောက်ကိုင်းရတဲ့အလုံးများမှာအကျိုးမြတ်ကောင်းများရရှိပါလိမ့်မယ်။ တနင်္ဂနွေသသမီတောက်ကြသသမီတို့နဲ့အကျိုးပေးပါလိမ့်မယ်။စီးပွားရေးနဲ့ငွေကြေးအခြေအနေမှာငွေကြေးစည်းစိမ်မှုကောင်းဝင်ပြီးလုပ်ငန်းတွေမှာတည်ငြိမ်လာပါလိမ့်မယ်။အလုပ်သစ်စီးပွားရေးအသစ်စတင်ဖို့အခွင့်အလမ်းတွေပေါ်ပေါက်လာပါလိမ့်မယ်။အိမ်ချမ်းမီအကျိုးဆောင်လုပ်ငန်း၊ဥယျာဉ်ချမ်းမီလုပ်ငန်း၊ပန်းမှန်စိုက်ပျိုးခြင်းလုပ်ငန်းအဲ့ဒီလုပ်ငန်းတွေမှာဆိုရင်အကျိုးအမြတ်ရရှိပါလိမ့်မယ်။လုပ်ငန်းကိစ္စတွေမှာဆိုရင်ဗုဒ္ဓဟူးသသမီတနင်္လာသသမီများနဲ့တွဲဖက်ပြီးတော့ဆောင်ရွက်တင်ပါတယ်။စနေသသမီများဟာ2026ခုနှစ်လေးလပိုင်း14ရက်မှ 2026ခုနှစ်6လပိုင်း15ရက်အထိလုပ်ငန်းဆိုင်ရာအကျိုးအမြတ်ဖြစ်ထွန်းပါလိမ့်မယ်။အစီအစဉ်တကျပြုလုပ်ခြင်း၊သက်ဆိုင်ကိစ္စတွေကိုစနစ်တကျစီမံခန့်ခွဲတတ်ပါလိမ့်မယ်။စီမံချက်နဲ့လုပ်ကိုင်ရမှာအောင်မြင်မှုရရှိပါလိမ့်မယ်။ပေါင်းဖက်ပြီးအလုပ်လုပ်တာမျိုး၊မိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့လုပ်ငန်းချဲ့ထွင်တာမျိုးလုပ်နိုင်ပါလိမ့်မယ်။မိမိလောက်အောင်လေသားတပည့်များထောက်ပံ့ပေးရတတ်ပါလိမ့်မယ်။လူမှုရေးနယ်ပယ်မှာဆက်ဆံရေးတွေကောင်းမွန်လာပြီးအထောက်ပံ့ကောင်းတွေရရှိပါလိမ့်မယ်။ ကိုယ့်ရဲ့အမြင်တွေကိုပုံမှန်လင်းလင်းပြောဆိုနိုင်တဲ့နှစ်ဖြစ်ပါတယ်။စနေသားသမီးများအနေနဲ့2026ခုနှစ်တလပိုင်း၁ရက်မှ2026ခုနှစ်လေးလပိုင်း73ရက်အထိအကောင်းဆုံးတွင်တွဲနေပါလိမ့်မယ်။ပညာရေးနဲ့အကြီးအကဲများကိုအလေးထားကူညီခြင်းဖြင့်ကံကောင်းခြင်းများရရှိနိုင်ပါလိမ့်မယ်။ယခုနှစ်မှာလူစုလူဝေးများပြားတဲ့နေရာတွေမှာသွာလာခြင်းအထူးဆောင်ခြင်းပါ။အနောက်ရခရီးသွာလာခြင်းများက ယူဆရပါမယ်။ဆက်ပစ္စည်းများကင်တွေရာမှာကယူဆိုင်ပေးပါ။ တပားသူရဲ့အနှောင့်အယှက်ကြောင့်ဥပဒေနဲ့အင်းဆိုင်ရတတ်ပါတယ်။လူမှုရေးပိုင်းအနေနဲ့ကတော့အများကျိုးပြုတဲ့အလုပ်တွေမှာပါဝင်ဆောင်ရွက်ခြင်း၊တငယ်ချင်းမိသားစုတွေကိုကူညီဖေးမခြင်းဖြင့်မိမိရဲ့ကံကိုမြှင့်တင်နိုင်ပါတယ်။လူချစ်၊နတ်ချစ်ခင်ရတဲ့အချိန်ဖြစ်ပါတယ်။ဘာသာရေးကိုလိုက်စားမှုအားကောင်းပြီးဘာသာရေးဆွေးနွေးခြင်းများပြုလုပ်ပေးပါပညာရေးပိုင်းအနေနဲ့ကတော့ပညာသင်ကြားနေသူများအသက်မွေးဝမ်းကြောင်းဆိုင်ရာအသက်ပညာလေ့လာနေသူများအောင်မြင်မှုတွေရရှိနိုင်တဲ့နှစ်ဖြစ်ပါတယ် ပညာရနှမျိုးလုံးကိုတပြိုင်တည်းဆောင်ရွက်သူများဖို့ထူးခြားစွာအောင်မြင်ပါလိမ့်မယ်။ဤဘပညာသင်အတွက်ဤမှန်းခြင်းများအောင်မြင်လာမယ့်နှစ်ဖြစ်ပါတယ်။အချင်းနိုင်တော်ဤပိုင်းနေတဲ့ကတော့အပြူလူပြူများစည်ရင်းမှန်တဲ့ချစ်သူတဦးနဲ့ဆုံတွေ့ရနိုင်ပါတယ်။ဆက်ဆံရေးကိုလေးလေးနက်နက်တည်ဆောက်နိုင်မဲ့ကာလပါ။အိမ်တော်တွေများအနေနဲ့အိမ်တော်ဘက်နဲ့အချင်းချင်းနားလည်မှုပိုရလာပြီးပျော်ရွှင်ချမ်းမြေ့ဖွယ်အချင်းခါရီဖန်တီးနိုင်ပါလိမ့်မယ်။အိမ်တော်ကြီးမှာသတ္တမိယန္တာထွင်ကားခြင်း အိနောင်ရှင်များတာယာမှုရရှိပါလိမ့်မယ်။အိနောင်ဤကံကောင်းတတ်ပါလိမ့်မယ်။ကျမ်းမာရေးပိုင်းနေနဲ့ကတော့ကျမ်းမာရေးမှာအသေးယောဂစီးဘူးစီးကိုက်သွေးကြိုစီးကြိုယောဂကြီးပေါင်းလေယောဂခါကိုက်ခြင်းများဖြစ်တတ်ပါတယ်။ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများရရှိတတ်ပါတယ်။သွေးလေမငြိမ်ညွတ်ခြင်းများဖြစ်တတ်ပါတယ်။ကျမ်းမာရေးမကောင်းလျင်ကစွင်းညွင့်23ညွင့်ကိုဒူးမအခြေပြအထိထားပြီးအိပ်ပါ၎င်းတို့ကိုစက်သားရေသတမိတူအာမြောက်ရက်တို့စွန့်ခိုင်းပါ စနေသားသမီးများအနေနဲ့အသက်38နှစ်42နှစ်52နှစ်ဝန်းကျင်သမီးဟာအပြောင်းလဲများဒါမှမဟုတ်အောင်မြင်မှုအခွင့်အရေးများဝင်ရောက်လာတတ်ပါတယ်။အဓိကအားသာချက်များကတော့ဦးဆောင်နိုင်စွမ်းဤမှန်းချက်ကြီးမှုစွန့်စားမှုနဲ့မကျေနပ်မှုတို့ကိုပြတ်သားစွာဖော်ထုတ်နိုင်စွမ်းရှိသူများဖြစ်ပါတယ်။အသက်16နှစ်18နှစ်29နှစ်မှ32နှစ်ထိ36နှစ်38နှစ်40နှစ်42နှစ်48နှစ်49နှစ် အဲ့ဒီနှစ်တွေကတော့တတိထားပြီးလောကိုင်းဆောင်ရွက်ရပါမယ်။စနေသားသမီးများအနေနဲ့တကျွင်းနှစ်ကျွင်းသုံးကျွင်းငါးကျွင်းငွေဖွားသူများဟာဆိုရင်ယခုနှစ်မှာငွေတွေဝင်ပါလိမ့်မယ်ထိပေါက်တယ်လို့ငွေဝင်မယ်စီးစိမ်ဥစ္စာပိုင်ဆိုင်မှုတွေမြင့်မားလာမယ်ကာလဖြစ်ပါတယ်အလုတ်ကိုင်းမှာအကောင်းကျိုးဖြစ်ထွန်းမှုကိုခံစားရပါမယ်အရေးကြီးတဲ့အလုပ်တွေဆောင်ရွက်ရမှာလဲအဆင်ပြေအောင်မြင်ပါလိမ့်မယ်အိမ်အောင်ဘက်အကောင်းကျိုးပေးမယ်မိမိပြောဆိုသမျှအောင်မြင်မဲ့နှစ်ဖြစ်ပါတယ် အိမ်မှာသသမိနဲ့ပတ်သက်ပြီးအလူမင်္ဂလာပြုလုပ်ရတတ်ပါတယ်။ရွှေလူရင်ဝင်ပါလိမ့်မယ်။ဆရာကောင်းတမကောင်းတို့နဲ့နီးကပ်နေထိုင်ခွင့်ရပြီးတွင်တွင်ဆုံးမမှုများရရှိပါလိမ့်မယ်။အထူးအခဲအနေနဲ့ကတော့အရေးကြီးတဲ့အလုပ်တွေလှုပ်ဆောင်ပြီဆိုလျင်တနင်္ဂနွေဗုဒ္ဓဟူစတာပရိနေများတွင်လှုပ်ဆောင်ပါ။အယောင်လေးမှာအဝါနှုတ်ရောင် အဖြူရောင်များကို အသုံးပြုခြင်းဟာမိမိရဲ့စိတ်ကိုကြည်လင်လန်းဆန်းစေပြီးအခက်အခဲများကိုကျော်လွှားနိုင်ရန်အထောက်အကူပြုပါလိမ့်မယ်။စနေနံပစ္စည်း ။တနင်္လာနံပစ္စည်းအဖြူရောင်အနေရောင်ပစ္စည်းများဝင်လျင်လက်မခံပါနဲ့ခိုက်တက်ပါတယ်။အသေးအမွှားကိစ္စလေးတွေနဲ့စကားများရန်ဖြစ်ခြင်းကိုရှောင်ကျင်ပါ။တတိယလူကိစ္စတွေလည်းသတိထားပါ။ကိုကိုကိုမာနာကြီးခြင်းနဲ့အထက်စီးဆန်တဲ့စိတ်ကိုရှောင်ပါ။ဆက်ဆံရေးကိုထိခိုက်စေပါလိမ့်မယ်။စနေသားသမီးများအတွက်ဆောင်ရန်ရှောင်ရန်ရေရံများအနေနဲ့ကတော့အကျိုးပေးတဲ့အရာမှာလိမ်မော်ရောင်အဝါရောင်အပြာရောင်အဖီအောင်တို့ဖြစ်ပါတယ် ရှောင်းရံရောင်များမှာအစင်းရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးတဲ့အဆောင်ယေဒနာများကတော့နီလာကြောက်ဖြစ်ပါတယ်။အကျိုးပေးတော့အခရာအနေနဲ့ကတော့အဝကာကြီးဟာလိုဖြစ်ပါတယ်။အကျိုးပေးတော့ကနန်းများမှာငါးကနန်း၊တိကနန်း၊ခွန်ကနန်း၊သုံးညာကနန်းတို့ဖြစ်ပါတယ်။စနေသားသမီးများအတွက်ကံကောင်းမှုတွေရောက်လာစေရန်ယေဒရာအနေနဲ့ကတော့တစ်နှစ်လုံးမိမိမွေးနေ့တိုင်းတလမှာတည့်ရက်မိမိမွေးနေ့တွင် အုံညွန့်ဩဇာညွန့်နှင်းစီပန်း ငါဝင့်စီထဲ့ပြီးဖျားပူဇော်ပေးပါအုံထမင်းကောင်းညံပေါင်းငချိတ်ပေါင်းစွန်းတော်ကတ်လိုပေးပါဇရက်အကြောင်းများတွင်ဓမျက်စီတစ်ချောင်းလိုပေးပါ စနေနေ့မနေ့စောစောဖျားတဆူဆူရဲ့စနေတောက်မှာထီးရနီသက်စီလှူပေးပါဖုံရင်ကြောင်းကိုစတုမတူလှူပေးပါ မကြခဏဆိုသလိုဖုရားရှိခိုးခြင်းမေတ္တာပို့ခြင်းတို့ကိုပြုလုပ်ပေးပါယဟန်တန်ကသီလရှင်များအတွက်ဆိုရင်ဝိထုငွေကတ်လိုခြင်းဖြင့်စိတ်ချမ်းသာမှုကိုရယူပါ ဘေးရန်အမျိုးမျိုးမှလူကင်းစေရန် စနေနံအင်္ဂါနံဖရာတဆူဆူတွင်ထီးတော်လူရန်ပေးပါလက်ရွှင်စေရန်အုံညွတ်နှင့်တပြေညွန့်ကိုအင်းရှိဖရာညောင်ညိုးဖြင့်လှူပေးပါအိမ်တကားဝတွင်လည်းချိတ်ဆွဲပါခုနှစ်ရက်တစ်ကြိမ်လဲလှယ်ပေးပါအိမ်အနောက်ဖက်တွင်ထန်းပင်ဆိုင်ပါအိမ်နောက်၏အစင်မပြေလျင်ဗရောက်သားကိုဆက်နလက်မစီနှစ်ချောင်းပြုတ်လုပ်ပေးပါပြီးလျင်အိမ်ရဲ့မြင်သာတဲ့နေရာမှာစနေနေ့တနာရီ30မိနစ်တွင်ချိတ်ဆွဲလိုက်ပါ မိမိလိုရာစုကိုလည်းတောင်းပါ ဟုတ်ကဲ့ပါရှင် အခုတင်ဆက်ပြီးခဲ့တာကတော့စနေသားသမီးများအတွက်2026ခုနှစ်တနစ်စာအထူးဟောဇန်ပဲဖြစ်ပါတယ်ရှင်စနေသားသမီးများအားလုံးနှစ်သစ်မှာစပြီးကံကောင်းခြင်းတွေအလီလီ ပိုင်ဆိုင်နိုင်ကြပါစေရှင်စိတ်အီချမ်းသာခြင်းကိုယ်အီချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်